Facebook Live တွေစပေးကစားကကျွန်တော်လဲကျွန်တော်တငယ်ချင်းတယောက်နဲ့ပေါင်းပြီး Go Center ဆိုတဲ့ page လေးတစ်ခုဖွင့်ထားပါတယ်။ဒီတော့ကကျွန်တော်တို့ကတရေချောက်တဲဆိုတဲ့နေရာတော်တော်များကိုသွားပြီး live stream ပေးတာကိုလုပ်ခဲ့တာပါ။ဒါပေမဲ့တခါမှတော့တကယ်တရေချောက်တာမကြုံခဲ့ရဘူးပါဘူး။တကယ်ကိုတခါမှမကြုံခဲ့ရဘူးတော့။တရေချောက်ပါတယ်ဆိုရဲဒီတော့ကနာမည်ကြီးရဲ့မော်ကျွန်းလမ်းပေါ်ကခေါင်းပြသစီမလို့ နာမည်ကြီးဟိုတယ်ကြီးတစ်ခုကအခန်းနံပါတ်101တို့သင်ဆိုင်ပေါင်းစုံနေရာပေါင်းစုံကိုရောက်ခဲ့တာပါကြားလာရလဲကျွန်တော်လဲစိတ်ပေါပေါနဲ့ page မှာ post တစ်ခုတင်လိုက်မိပါတယ်အဲ့ဒီ post မှာကျွန်တော်ကြီးကနည်းနည်းတော့ကြမ်းသွားတယ်ဗျတစီတရဲဆိုတော့တကယ်မရှိပါဘူးသူတွေပေါက်ခဲ့ရလျှောက်ပြောနေကြတာပါဆိုတဲ့သဘောမျိုးရှိလိုက်တာပါအမှန်တကယ်လဲစိတ်ထဲမှာတရဲတစီဆိုတာတကယ်မရှိတော့ပါဘူးလို့ထင်နေမိပါတယ်ကျွန်တော် post တင်ပြီးသိမကြအောင်ကျွန်တော်ရဲ့ post အောင်မှာ comment battle ဖြစ်လာပါတော့တယ်ကျွန်တော်လဲ comment တွေကိုလျှောက်ဖက်ရင်းကနေ ကွန်မန့်တစ်ခုရောက်သွားတော့သူရေးထားတာကိုဖတ်ပြီးအတော်လေးစိတ်ဝင်စားသွားပါတယ်။သူကသူ့မအိမ်လုံးရှိတဲ့အကြောင်းနဲ့တကယ်မယုံကြည်လို့စမ်းကျင်တယ်ဆိုရင်တညလာအိပ်ဖို့အကြောင်းဒါပေမဲ့တကယ်တတိရှိမှလာခဲ့ဖို့နဲ့လာမယ်ဆိုရင် ဖုန်းကိုဆက်လိုက်ဖို့ဖုန်းနံပါတ်ကိုထည့်ပေးထားပါတယ်။အမှန်တကယ်ကတော့သူပြောတာကိုကျွန်တော်ယုံနာတော့မယုံပါဘူး။ဒါပေမဲ့တတိရှိရင်တညလာအိပ်ကြည့်ပါလားလို့စိန်ခေါ်သလိုရေးထားတာကိုမကြည့်နဲ့လို့ချက်ချင်းပဲသူပေးထားတဲ့ဖုန်းနံပါတ်ကိုကောက်ပြီးကျွန်တော်ဆက်လိုက်ပါတယ်။ဖုန်းခေါ်တာနှစ်ချက်လောက်ပြီးပြီးတော့တစ်ဖက်ကဖုန်းကန်လိုက်ပါတယ်။ ကျွန်တော်ဟယ်လိုလို့ပြောပေးမယ်တစ်ဖက်ကချက်ချင်းဘာမှမပြောပါဘူးခဏနေရောမှကျွန်တော်နာမည်ကိုခေါ်လိုက်ပါတယ်ကျွန်တော်ကလိုက်တင်ဟုတ်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်သူကခမရလာမလားလို့မေးလိုက်တော့ကျွန်တော်လည်းစဉ်းစားမနေတော့ပဲဟုတ်တယ်လို့ပြေးလိုက်ပါတယ်သူကချက်ချင်းပဲကျွန်တော်ကိုလာမယ်လိမ့်စာကိုပြေးလိုက်ပါတယ်ဒီတော့မှသူကရန်ကုန်မှာမဟုတ်ပဲနေကဆိုတော့ကျွန်တော်သိလိုက်ပါတယ်တမ်းမဲ့ဘလို့ပဲဖြစ်ဖြစ်သွားပြအောင်သွားမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်ပြီးကျွန်တော်ဘယ်နေ့လာခဲ့မယ်ဆိုတာကိုပြောပြီးတစ်ဖက်ကလူနဲ့တွေ့ဖို့ချိန်လိုက်ပါတယ် ျွန်တော်တို့ချိန်တိုင်းနေကိုရောက်တော့ကျွန်တော်လဲအဝေးပြေးကားကိုစီးပြီးသူပြောတဲ့မျိုးကိုထွက်လာခဲ့ပါတယ်။မထွက်ခင်တည်းကလည်းကျွန်တော်လာနေပြီဆိုတာကိုလည်းဖုန်းကြိုဆက်ထားလိုက်ပါတယ်။အပန်တကယ်ကခုလောလောဆယ်မှာတကယ်ကြောက်အောင်မှာသစီတရဲထက်ကျွန်တော်ကိုလိမ်ပြီးချိန်မှောက်ကိုကြောက်နေတာပါ။ကျွန်တော်ကသူပြောတဲ့မျိုးလေးကိုရောက်လာတော့ကားကြီးကနေပြီးကျွန်တော်နဲ့ဖုန်းပြောထားတဲ့သူအလောက်ကိုစောင့်နေလိုက်ပါတယ်။ဒါပေမဲ့တိတ်ကြကြတော့မစောင့်လိုက်ရပါဘူး။ကျွန်တော်အနောက်ကိုလူတယောက်ရောက်လာပြီးသူ့ကိုယ်သူကျွန်တော်နဲ့လိုင်းပေါ်မှာချိန်ထားတဲ့ကိုဘမောင်ဆိုပြီးပြောပြီးမိတ်ဆက်ပါတယ်။ ။အော်ကျွန်တော်ပြောဖို့တစ်ခုကြံသွားတယ်ဗျ။အဲ့ဒါကတော့ဖုန်းနဲ့စကားပြောတော့ကသူကဒီကိုလာမယ်ဆိုရင်တယောက်တည်းပဲလာခဲ့ရမယ်လို့ပြောထားတာပါ။ဒါကြောင့်လည်းခုကျွန်တော်လာတော့တယောက်တည်းထွက်လာခဲ့တာပါ။ကျွန်တော်တယောက်တွေ့တွေ့ချင်းပဲသူကကျွန်တော်ညားရရမယ်ဆိုတဲ့အိမ်ကြီးကိုခေါ်သွားပါလေ။အိမ်ကြီးစီကိုသွားတဲ့လမ်းမှာသူကအဲ့ဒီအိမ်ကြီးနဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်ပြန်ပြောပြပါမယ်။တကယ်တမ်းကအခုအိမ်ကြီးကသူ့ရဲ့ဖိုးကစောက်ထားတာပါ။သူ့ဖိုးကသူ့ဘာရစာတယောက်ပါ။ အခုအိမ်ကြီးကလည်းသင်္ချိုင်ကုန်းပေးမှာအရင်ကသူ့ဖိုးနေတဲ့တဲလီနေရာနားမှာစောက်ထားတာပါသူလည်းငယ်စဉ်တည်းကပဲအဲ့ဒီအိမ်မှာနေခဲ့ရတာပါသူ့ဖိုးဆုံးသွားပြီးတော့မှသူ့အဖေကဒီမှာမနေတော့ပဲပြောင်းခဲ့ကြတာပါဒါပေမဲ့သူ့အဖေနဲ့မိဆုံးသွားပြီးရင်နောက်မှာတော့သူကတယောက်တည်းသမားလည်းဖြစ်အိမ်ကြီးကိုလည်းပြစ်ထားကြရင်အိမ်ပြစီမှလည်းကြောက်လို့တစ်ခါလေသွားအိမ်ဖြစ်ပါတယ်ငငယ်လေးကနေလာတဲ့အိမ်ဆိုတော့တယောက်တည်းနေရာလည်းမကြောက်ပါဘူးသူသွားရတဲ့အချိန်ကျမှတရားချောက်ခံရဲဆိုတဲ့အကြောင်းကိုပြောပြပါပါတယ် ဒါပေမဲ့ဘလူ6တဲဆိုတာကတော့ပြုံးပြောက်ပြအဲ့ဒီအကြောင်းကိုကျွန်တော်လည်းတမင်တကာမမေးပဲထားလိုက်ပါနဲ့အင်ကြီးကိုရောက်တော့သူပြောတဲ့အတိုင်းပဲအင်ကတင်ဆိုင်ပြီးမှာဗျအမြင်နဲ့တော့ကြောက်စရာကောင်းပါတယ်ကျွန်တော်အင်ကြီးကိုကြည့်နေတော့မှာပဲသူကအနောက်ကနေခမရခုညဒီအိမ်မှာအိမ်မှာတေးချရလားလို့မေးလိုက်ပါတယ်ကျွန်တော်လည်းသူ့အမေကြောင့်စိတ်ထဲထောင်းခနဲ့ဖြစ်သွားပါတယ်ဒါကြောင့်ကျွန်တော်ခက်ဆက်ဆက်အိမ်မှာဘောပြလို့ပြန်ပြောလိုက်ပါတယ်ဒီတော့မှသူကညာအိမ်မှာဆိုရင် တခုကျွန်တော်ကြူပြောထားမယ်နော်ဒီအင်ကြီးကမီးမရှိဘူးဗျပြီးတော့ဖုန်းလိုင်းလည်းလုံးဝမမီးဘူးနော်လို့ပြောလိုက်ပါတယ်ကျွန်တော်အနေနဲ့ကလည်းမီးရှိရှိမရှိရှိဖုန်းလိုင်းရရမရရဒီညတော့အိတ်ဖြစ်အောင်ကိုအိတ်မယ်လို့ဆုံးဖြတ်ထားလိုက်ပြီးရပါတယ်ဗျလို့ပဲပြောလိုက်ပါတယ်ကျွန်တော်စကားလည်းဆုံးတော့သူကအိမ်တော့ကျွန်တော်ကိုပေးပြီးအိမ်ထဲတော့လည်းမပို့တော့ပဲပြန်သွားပါတယ်သူပြန်သွားတော့ကျွန်တော်လည်းအိမ်တကားကိုဖွင့်ပြီးအိမ်ထဲကိုဝင်လာခဲ့လိုက်ပါတယ်အင်ကြီးကလူမနီယာကြာပြီဆိုပေမဲ့လည်းတန်ရှိမှန်မှန်လှုပ်ထားပုံရတယ်ဗျာ အိမ်ကနှစ်ထပ်အိမ်ဆိုတော့ကျွန်တော်ကအိမ်ပေါ်ထပ်မှာပဲအိတ်တော်မယ်လို့ဆုံးဖြတ်ပြီးအိမ်ပေါ်ထပ်ကိုတက်လာခဲ့ပါတယ်။အိမ်ပေါ်မှာကအခန်းတစ်ခန်းရှိပါတယ်။အခန်းထဲမှာကကဒင်းတစ်လုံးနဲ့ခေါင်းအုပ်တွေပါရှိတယ်ဗျ။ဒီတော့ဘာပဲဖြစ်ဖြစ်ညာဘက်အိမ်ဖို့ကအဆင်ပြေသွားပြီလို့ပဲတွေးလိုက်မိပါတယ်။ညမမောင်ခင်ကျွန်တော်ကပထမအဦးဆုံးကျွန်တော်အိမ်ရမယ့်အခန်းတစ်ခန်းရဲ့ရှေ့မှာ CCTV ကင်မရာတစ်လုံးကိုတက်ထားလိုက်ပါတယ်။ကျွန်တော်ရည်ရွယ်ချက်ကညာဘက်မှာအိမ်ပိုင်ရှင်ကကျွန်တော်ကိုလာပြီး၆တာလုံးမှာစုလို့ပါ။ကျွန်တော်စိတ်ထဲမှာဒီလူကိုယုံကိုယုံလို့မရဘူးဖြစ်နေပါတယ်။ကင်မရာတက်ပြီးတော့ မောင်းတော့မောင်းနေပြပြင်းလာတဲ့ကျွန်တော်လည်းပတင်းဘောက်ကနေပြင်ဘက်ကိုငေးပြီးကြည့်နေမိပါတယ်စိတ်ထဲမှာတော့ခုညာကြုံလာမဲ့တွေ့ကြုံကိုတွေ့ရင်းနဲ့စိတ်လှုပ်ရှားနေပါတယ်ပတင်းဘောက်ကနေတစ်ဆင့်အင်ဂျင်နာကတင်းချိုင်းကုန်းကိုမြင်နေရပါတယ်မောင်းမဲနေတဲ့ညမှာတင်းချိုင်းကုန်းကိုလှမ်းကြည့်နေရတော့ကြောက်စရာတော့ကောင်းပါတယ်တင်းချိုင်းကိုကျွန်တော်ကြည့်နေလို့မှပဲတင်းချိုင်းထဲကနေခွေးတွေကဦးလိုက်တဲ့အတန်ကြောင့်ကျွန်တော်ချက်သိမ့်နေထလာပါတယ်ခုနပြောသလိုပဲကျွန်တော်တင်းချိုင်းကိုငေးကြည့်နေတော့တင်းချိုင်းထဲကနေလူတစ်ယောက်အိမ်ဘက်ကိုလမ်းလျှောက်လာနေတာတွေ့လိုက်ရပါတယ် ညာကြီးမို့ချုပ်တင်းချားထဲမှာလူတယောက်လမ်းလျှောက်လာတာမူတော့မမှန်ဘူးလို့တွေးမိလို့အဲ့လူကိုတေချာကြည့်နေပြီးပါတယ်။ဒါပေမဲ့သူကစင်ဝင်ရောက်ကိုဝင်သွားတော့ကျွန်တော်သူ့ကိုမျက်ချီပြတ်သွားပါတယ်။ကျွန်တော်လည်းခုနလိုအိမ်ထဲကိုဝင်လာမှဆိုတာနဲ့အိမ်အောက်ကိုကမန်းကန်နဲ့ဆင်းလာခဲ့လိုက်ပါတယ်။